ခင်မုံဖြစ်သူကိုနိုင်ဖြူကျော်နဲ့အတူမန္တလေးတို့ကိုရိုင်းသွားရောက်ခဲ့ပြီးဆေးရုံတွေမှာလိုင်းလံလှူဒန်းနေတဲ့တရုတ်ဆောင်ဝန်မုံရွှေကြီးမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ဝမုံရွှေကြီးကတော့အခုလက်ရှိမြန်မာနိုင်ငံအလဲပိုင်းနဲ့ရှမ်းပြည်နယ်ဒေသအချို့တို့မှာကြုံတွေ့နေရတဲ့ငလင်ဘေးတဲ့ပြည်သူတွေစီကိုကိုရိုင်းကိုကြသွားရောက်လူဒန်းနေတာပဲဖြစ်ပါတယ်။ဝမုံရွှေကြီးဟာခင်မုံဖြစ်သူကိုနိုင်ဖြူကျော်နဲ့အတူမန္တလေးအယိုးဆေးရုံကြီးမှာသွားရောက်လူဒန်းနေတာလည်းဖြစ်ပါတယ်။ မမွန်ရှေကြီးကတော့မနေ့ကအေဘီလာရှင်းရနေ့ကလေးကခင်မွန်တဲ့နဲ့အတူမန္တလေးကိုကိုယ်တိုင်တက်လာခဲ့ပြီးထိခိုက်ဒဏ်ရာရနေတဲ့ဖုံတော်ကြီးတွေနဲ့ပြည်သူတွေကိုမနာမနေကူညီလှူဒန်းနေတာဖြစ်ပါတယ်။မမွန်ရှေတို့ဇနီးမောင်နှံဟာကလင်ပေးစတင်ကြုံတွေ့ရကလေးကတင်းရချီလိုတန်းနေခဲ့တာဖြစ်ပြီးမန္တလေးတို့တက်မလာခင်အချိန်တုန်းကလည်းရှမ်းပြည်နယ်အင်းလေးဒေသတို့ကိုယ်တိုင်သွားရောက်ခါကလင်ပေးတဲ့ပြည်သူတွေကိုသွားရောက်လိုတန်းခဲ့တာပဲဖြစ်ပါတယ် မန္တလေးနဲ့စကိုင်းမြို့တို့ဟာငလျင်တန်အသင်းရဲ့ဒေသတွေထဲမှာထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီးလူသေဆုံးမှုအများဆုံးလည်းဖြစ်တာကြောင့်ဝမုံရွှေကြီးတို့လိုနိုင်ငံကျော်တရုတ်ဆောင်တွေကထိခိုက်ဒဏ်ရာရတဲ့သူတွေကိုငွေကြေးအဖြစ်ထောက်ပံ့ကူညီပေးတာမျိုးတွေရှိသလိုစိတ်တက်ခွန်အားရရှိစေဖို့အတွက်လည်းကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးတော့အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။